ဘရာဇီးကျောင်းမြတ်တွေစီအိမ်မက်မမတ်ဘူးလားအန်ဂျယ်မင်းကျွန်တော်တို့တော့ချေစွာသောနိုင်ငံလိုက်ဝေးစဉ်အသင်းဆိုတာပြင်သစ်နဲ့စခဲ့တာပဲယူရို96မှာစတင်နေပွဲစဉ်တစ်ပွဲမပြောနဲ့ပွဲချိန်10မိနစ်တောင်အချိန်မဖြစ်စေရလို့တောင်းကျမ်းခဲ့တဲ့1998ကမ္ဘာဖလားမှာပြင်သစ်နဲ့အယိုးရင်းခဲ့တယ် အဲ့ဒီမှာအစာဆုံးပြင်သစ်ဖြစ်ဖို့ကိုလဲပျော်ရွှင် သူလဲဘူဆွဲဖို့ဆိုဘရာဇီးကိုနင်းရရင်းရတယ်ရော်နယ်ဒိုကြီးကိုချစ်မိနေပြီဖြစ်သည့်တိုင်ဇီဇူးလိုအော်ဟစ်ဖို့ရပဲအကြသာရှိခဲ့ပုံပေါ့နောက်ထောင်းနေ့ကဘာဖလားမှာတော့ဘရာဇီးဘက်အခိုင်မာရောက်ခဲ့တယ်အဲ့ဒီနေ့မှာပြင်သစ်ကအရှတကွဲချန်ပီယံကိုဒါပေမဲ့ပြင်လို့တစ်လို့မရနိုင်တာနဲ့ဘရာဇီးဘက်ရောက်ခဲ့တယ်လည်းမဟုတ်ပါဘူးဘရာဇီးသားအလုံးရင်းကိုတန်ဖိုးထားတဲ့ဆမ်မာတေးသွားနေတဲ့သူစူဝေတက်လာတာက အဓိကကြပါလေ final မှာဂျာမနီကိုနင်းချေခဲ့တော့ကိုမဂျာမနီချေရင်းစွဲကလည်းရှိပြန်တယ်။ဘာနေနေဘရာဇီးကိုယူခဲ့ဒိုအီကိုတွေမှာ တောက်ပခဲ့ဘူးပြီပေါ့။အဲ့ဒီတုန်းကဘရာဇီးနဲ့ကမ္ဘာဖလားချန်ပီယံဂုံရီဟာထူးဆန်းလာတယ်မဟုတ်ပါဘူး။ကျွန်တော်တို့ကမ္ဘာဖလားနုနုနဲနဲမှာပြင်သစ်နဲ့စိတ်ကစားခဲ့နေသစ်ပယ်သစ်ရှာဖွေခဲ့ပြီမဲ့တကယ်အရင်မှာကြီးတွေကဘရာဇီးမှာဘရာဇီးပဲ။ဆိုတာကအဲ့ဒီဘရာဇီးတွေနဲ့အကြောင်းလဲပါပြီးရော ဒါဟာနောက်ဆုံးပဲဖြစ်လာတယ်။နောက်ဆုံး၅အချိန်မှဆို final တော့မရောက်ခဲ့တော့ဘူးပေါ့လေ။ဒီလိုနဲ့အေးဆက်တော့အဝါဖြစ်လာတယ်။အထီးကျန်ဘရာဇီးဖြစ်ခဲ့တယ်။ဒါပြင်လာမယ့်နောက်26မှာရောဒင်းတို့ရုပ်ရှင်ဘယ်လိုအယုတ်ထင်လာမှာပါလဲ။ဒီအချိန်မှာဘရာဇီးအသင်းတို့စမ်းစစ်ချက်ဆိုတာမျိုးကျွန်တော်မလုပ်လို့ပါဘူး။ဒီစုဖွဲ့မှုကြီးနဲ့တို့အလှဲ့ဟာပြန်မလာနိုင်ဘူးလားလဲ။ကျေလောင်ပြည့်ရန်မဝင့်ခဲ့ပါဘူး။ဒါမဲ့ခေးဆက်ဆက်မှာ ဘရာဇီးဆိုတိုက်စစ်ပဲသူတို့ရဲ့မော်ယောင်တိုက်စစ်နေပွင့်လာပုံတွေတမေတမောစောင့်ကြည့်ခဲ့ရဘူးတာပေါ့ဒါကြောင့်လာမယ့်ကမ္ဘာဖလားမှာကျွန်တော်တို့စောင့်ကြည့်ရမယ်ဘရာဇီးတိုက်စစ်ကစားမားတွေကိုတော့ကြည်ငေးနေမိပြန်ပါလေဒီမှာ Sport Illustrated FC ကတင်ထားတဲ့ဒီဇိုင်းကလေးကိုအခြေခံပြီးတော့ပေါ့လေကျွန်တော်တွေးမိသလိုပြောဆိုပါမိပေါ့ Richarlison ကို Everton မှာမျောဆောင်ခဲ့ဘူး Spurs မှာလက်နက်ချဘူးခဲ့ပြီပေါ့ ရှင်နေတဲ့ဘဝတစ်ခုကိုကိုစိတ်နဲ့ကိုလှုပ်ကြံဖြတ်စည်းသူတွေတဲ့ तू ဟာထိတ်ဆုံးကငနေပဲ तू ဟာဒီတဲ့ပိုဖြစ်ချင်ခဲ့ဒါဟာသားရှိအပ်တော့လောဘဆိုရင်တော့လူဟာကိုစွမ်းတော့ထတ်တော့ပိုမရနိုင်ကြဘူးလေအဲ့ဒါကိုမှန်ကန်စွာနေရာချနိုင်ဖို့လိုအပ်တာပဲသူ့ရဲ့ဘရာဇီးမှတ်တမ်းတွေကလည်းတစ်နှစ်တည်းတစ်နှစ်ကြာဆင်းလာပါလေသူ့ကိုတင်ထားလိုက်ပါတော့အမှန်ပဲဘရာဇီးကဗင်နီပဲဘရာဇီးနဲ့ဆက်တစ်ခုရဲ့ပေါ်တက်လိုက်ရင် ဖီနီရဲ့အလေးချိန်နဲ့အမျှရလာတခုထွက်လာမယ်။လက်ရှိဘရာဇီးတိုက်စစ်တွေတဲ့သူ့လောက်ပါရမီမီလီယံတောက်ပနိုင်သူဘရာဇီးမော်ယုံကိုခင်းချင်းပြတာနိုင်သူဘယ်သူရှိမလဲ။ဒါမဲ့သူ့ရဲ့အကဲဆတ်မှုနေရာတိုင်းမှာချဲလေလိုမှုဘိုးမထားတတ်မှုရန်လိုတတ်မှုတွေကဖီနီကိုပြန်ပြီးဆွဲချကြတယ်။ဖီနီပိုင်နိုင်ပြီလို့အလွယ်တကူအလိုတူဖို့ခက်ခဲစီတယ်။အလွန်ဆုံးနဲ့အကြီးတစ်ပေါက်အခိုင်အမာရှိခဲ့သူဟာအန်စလော်ဒီနဲ့ဆိုကျွတ်ပါလား။ စောင့်ကြည့်ရလိမ့်မယ်ဘက်ထရိုကိုဘရိုက်တန်မှာနည်းနည်းချဲစီမှာအရိတပ်ပိုလို့ရှူစားနေကြတယ်သူဟာတိုင်းစင်မှုကောင်းတစ်ယောက်ပါဒါမဲ့ဘရာဇီးသားတစ်ယောက်ရဲ့ကစားဟန်မျိုးတော်သူ့စီမှာသွေးအားကောင်းမနေပါဘူးဒီစုဖွဲ့မှုကြီးတဲ့သူ့ပေါ်အားလုံးထက်ပိုပြီးဆိုတာမျိုးမဖြစ်နိုင်ပေမဲ့သူ့ရဲ့အရေးပါမှုကိုတော့တင်သွင်းတောင်းခံထားနိုင်မှာပါရာဖိညာကဘရာဇီးဒင်နာရီရဲ့မူရွဖွယ်အကောင်းဆုံးပြင်းအားဖြစ်လာနိုင်ပါ रे ။သူဟာတိုက်ရှိရဲ့နေရာတိုင်းမှာပောက်ကွဲလွယ်သူဖြစ်ပြီး အန်စီဖလစ်နဲ့အတူပုံမှန်တိုးတက်လျက်ရှိနေပါတယ်။မာတင်နယ်လီကတော့ဘရာဇီးကန်ဆက်ကတဲတပွင့်ထက်မပိုသေးဘူးထင်ပါတယ်။ဘရာဇီးကစားဟန်တွေတလက်လက်တွေ့မြင်ရနိုင်ပေမဲ့အသင်းရလက်ပိုင်းပေါ်တက်ရောက်နိုင်သူဖြစ်မလာသေးပါဘူး။အစီဘောက်ကဘရာဇီးရဲ့အနာဂတ်ဖြစ်နိုင်လို့2026ကိုစွဲသိမ်းသွားမယ့်ဝက်ဖဲတစ်ချက်လည်းဖြစ်နိုင်ပါသေးတယ်။ဘောလုံးရဲ့နောက်လူတွေကိုဘရာဇီးဆိုတာဒါပါပဲလို့ကိုထင်ပြဖို့သူရောက်ရှိလာပါလိမ့်မယ်။နေမနေမှာပါပဲ။ နေပါစီကဒီထက်ပိုမရနိုင်တော့သလိုဒီလောက်ပါပဲဆိုရဲအစ်စ်မှာတော့သူကအချိန်မီပြောင်းဆုံးသွားနိုင်သေးတာပါသူပါလာလို့ဥဆောင်စားမတယောက်ရနိုင်လဲပဲသူနဲ့ပါလာမဲ့နေမာဗိုင်းရပ်စ်တွေကအချိန်ပြန်ယူနေတဲ့ဘရာဇီးကိုထိပါစေပါလိမ့်မယ်ရိုဒီဂိုဟာကမ္ဘာပလားနဲ့အနည်းဆုံးချိန်ရောက်မှကောင်းသောရာသီတစ်ခုကိုကြက်ချေခတ်ခဲ့ရပြန်တယ်ရီယယ်မှာပွဲထွက်ခွင့်နေပါလာတယ်အလွန်ဆိုရင်ယုံကြည်မှုအတွက်သူ့ခြေအတွေကိုပြန်မလျှော်နိုင်ခဲ့ဘူး ီကြားတဲ့သူကဗီနီနဲ့ပူးပေါင်းပြီးတော့အမ်ဘာပေပေါ်မယိုးမသားဆိုတဲ့တရားမဝင်ဆွဆွဲချက်တွေကလည်းရှိနေသေးပြန်တယ်။ဂွာဒီယိုလာကမန်စီးတီးကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုလည်းပဲပွဲတော်ကြီးနဲ့အနည်းဆုံးမှဖြစ်လာပါမလားဆိုရင်ကြာရှိနေပါလိမ့်။မာတီးယပ်စ်ကိုညာဟာအန်စလော်တီရဲ့4222ကစားရင်လည်းလွတ်မြောက်တော့အဆုံးသတ်သမားဖြစ်လာမလားကစိတ်ဝင်စားဖို့ကောင်းပါလိမ့်။ဂီမာရိုက်စ်နဲ့မန်ယူကစားပေါ်ကက်စမဲရိုတို့ကသူ့ရဲ့ရဲစိတ်ရဲမှန်ကိုဘယ်အထိပုံဖော်ပေးနိုင်လိမ့်မလဲကျွန်တော်လည်းသိချင်နေပါတယ်။ ။ဇာဝင်ဝကတော့ပတ်ပြဲကူညီနေတူချိန်သားကိုက်နိုးထလာသူလို့ထီတွေ့နေရ။ခုချိန်ဒီသူဂုံတရင်ဟာအမင်းဆုံးမွေးပြန်မှုစီတန်းစီဆောင်ဆိုင်နေရဆဲဆိုရင်တော့ဒီကဘာဖလားကအဲ့ဒါကိုကြွတ်တက်ရောက်ရှိစေမလားမဆိုးနိုင်ပါဘူး။ဒါဘရာဇီးတိုင်းစီရဲ့ကြောက်မြတ်ဆဲပွင့်ပါ။သူတို့စီကျွန်တော်ရဲ့တိုးဝှေ့ရောက်ရှိသွားပုံကိုအရင်ကအတိုင်းတင်ပြလိုက်ပါလေ။ဘာနေနေအခုလိုအစားဆုံးနားစင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကအန်ဂျယ်မင်းဖြစ်ပါတယ်။